ဟုတ်ကဲ့ပါဆိုတော့ဒီတော်လှန်ရေးအောင်မြင်ပြီးတဲ့အခါမှာပေါ့လေအမျိုးသမီးတွေရဲ့အခွင့်အရေးကိုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာရောဒီလက်တွေ့လူမှုဘဝတွေမှာပါအမကန်ချက်အပြည့်ဝရဖို့အတွက်ဆိုလို့ရှိရင်ဘလို့အချက်တွေကိုအခုကတည်းကဒီကြိုတင်ပြင်ဆင်ထားတဲ့လို့ဆရာမအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင်ကျွန်တော်တို့ဒါဟိုတော်လှန်ရေးပြီးလို့ရှိရင်အကောင်းဆုံးဥပဒေကိုကျွန်တော်တို့ရေးဆွဲနိုင်မယ် ျွန်တော်မျှော်လင့်ပါတယ်။အဲ့ဒီဥပဒေထဲမှာမျိုးသမီးတွေရဲ့အခမ်းကဏ္ဍဟာလက်ရှိလှုပ်ရှားနေတဲ့တော်လှန်ရေးရဲ့သွာလာနေတဲ့အထဲမှာကိုကြည့်ပြီးတော့မျိုးသမီးတွေလှုပ်ရှားမှုအခမ်းကဏ္ဍဟာဘလောက်အရေးပါတယ်ဘလို့ပုံစံမျိုးမှာပါဝင်သင့်နေဆိုတာကိုကျွန်တော်တို့ကအသေးစိတ်ကတော့အချက်လက်တွေကတော့ကျွန်တော်တို့အမှတ်တမ်းတွေလုပ်ထားတာတော့ရှိတယ်ပေါ့နော်။မျိုးသမီးနဲ့ဂျာမတန်တူအခွင့်အရေးတွေကျွန်တော်တို့ရှိရမယ်။အမျိုးသမီးတယောက်ရဲ့ဆွမ်းဆောင်ရေးပုံမှာမူတည်ပြီးတော့သူ့ရဲ့လှုပ်ရည်ကံကိုကြည့်ပြီးတော့သူ့ရဲ့လှုပ်ရည်ကံရှိတဲ့အထိုက်လျောက်တာဝန်သူမဟုတ်ရာသူ ပေးပြီးတော့ဒါမိုးတွေလည်းလှုပ်ဆောင်ပေးတဲ့နဲ့ပြီးကြတော့ဗောနော်ဒီအမျိုးသမီးဆိုပြီးတော့ဖိနှိပ်နေတဲ့ခင်ဟောင်းကသူတို့ရဲ့လက်သုံးစကားတွေကိုလည်းမသုံးနိုင်အောင်ကျွန်တော်တို့ဥတွေထဲမှာအမျိုးသမီးခန့်ကန်နေတဲ့ပတ်သက်တဲ့ဥတွေရေးရတယ်ကျွန်တော်အမျိုးသမီးတွေတိုင်ပင်ပြီးတော့စနစ်တကျကျွန်တော်တို့ဒီဟာလေးတွေကိုပေးပို့ပြီးမှကျွန်တော်တို့ဒီဓာတ်တွေဒီလိုဖြစ်တဲ့နယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့အကြံပြုမှလည်းကျွန်တော်တို့စိတ်ထဲမှာညွှန်မှားထားပါတယ်ရှင့်